ကဲပေါကူတော့ပေါကူတော့ပေါကူတော့နမခအတိုင်းမူတွေတရားတဲ့တာဝန်ရှိတဲ့လူတွေတောင်းဆိုနေတယ်ဒီမှာနော်လိုအမလွတ်လိုက်တဲ့စကြောစကြောကြီးလိုက်ဝနေထားနော်နမခအတိုင်းမူတွေကယ်ပါအောင်နေတတိပြပါအောင်နေမလုံနဲ့လာမဲပေါကူတော့မင်းကိုယ်တိုင်ဆင်ခဲ့လာပေါင်းနေဦးနော်ဟမပေါင်းနေဆင်ခဲ့ရမှာရောကျုပ်မင်းတို့မင်းတို့ရဲ့သားတော်တွေလာပါရဲ့ရောနော်နော် ြံပန်းနေမဟုတ်သီးလားကျိုးလာလူသွားတာနော်တိုင်မှုတွေပါရင်မလုံနဲ့နော်မင်းတို့တတ်သိပြခြင်းထပ်လာခဲ့ အားလုံးပဲမင်္ဂလာပါဒီနေ့က2025နိုဝင်ဘာလ3ရက်နေ့မနေ့ကင်းဖြစ်ပါတယ်ဒီမနေ့ကင်းမှာတော့ငဖေမျိုးနေနေရေကန်ပြာကောင်းသူစစ်ကိုလာတဲ့စစ်ကြောင်းများကိုပစ်ဆော့တက်ခတ်မှုမာစတာအများပြတ်တည်ဆုံးပြီးတော့26ဦးအရှင်ဗန်းမင်းခဲ့တဲ့တရင်တွေနဲ့တခြားငပော့ရဲ့တပည့်တွေအာဂျပန်ဖို့စစ်ကြောင်းထူလာတဲ့ငပော့တပည့်တွေဖမ်းဆီးခံရမှုယူတန်ဖန်တို့လည်းကြီးဖို့ရှိပါတယ်တခြားတရင်စစ်ဝန်စားဆရာတရင်တွေလည်းအများကြီးရှိပါတယ်ဆိုတော့အာဘရင်ပြည်နယ်ကတရင်တွေနဲ့ဘရင်ပြည်နယ်ကတပ်ပွဲတရင် ကိုစိုးကြီးမျိုးဒီမျိုးနေမှာတဲပုကဒေါလီကိုပြင်းထန်နေတယ်ပြင်းထန်တဲ့ထဲမှာစစ်ကောင်တပ်ဖွဲ့တွေဘလူတွေတီးဆောင်ခဲ့လဲဆိုတာနဲ့ယူတန်ဖန်စစ်ကောင်စီတဲ့ကပင်းပိုက်ထားမိတဲ့အသိမ့်ပိုက်ရရှိခဲ့တဲ့လင်းနေကျန်တွေယူတန်ဖန်တွေကိုလည်းအတူလိုက်တပ်ဖွဲ့တွေစီကလည်းတွေးရတာရှိပါတယ်ဒီဟာကိုကျွန်တော်တို့ဒီမနေ့ကမှကြည့်ရမှာဖြစ်ပါတယ်တခြားစစ်ကောင်စားစရာတရင်တွေကိုလည်းဆက်ပြီးတော့တင်ဆက်ပေးဖို့ရှိပါတယ်ဆိုတော့ပထမဆုံးတင်ဆက်ပေးချင်တာကတော့မကွေးတန်းကငဖေမြော့နေနေရိတ်ကံပြာကောင်းတို့စစ်ကူပေါ်စစ်တပ်စစ်ကြောင်းများကိုနယ်လာကြ ပေးစုတ်တက်ခတ်မှုမှာတက်ခတ်ကီယာမာစတာအများပြားတည်ဆုံးပြီးတော့26အုပ်ကိုအစဉ်ဖမ်းမိခဲ့ပါတယ်။နေနေခီယန်နေစတုံးအချက်အသုံးဆောင်များလေဒင်းစီရရှိခဲ့ကြောင်း CDF အရှူကဒရင်းနဲ့ပြန်ကြရေးတာဝန်ရှိသူဇလန်းရူချင်းကပြောဆိုပါတယ်။ဒီထဲမှာဆိုလို့ရှိရင်စစ်ကောင်စီတပ်ဖွဲ့တွေအာတည်ဆုံးမှုတွေအများပြားရှိခဲ့ပါတယ်လို့သတင်းတွေကြားသိရပါတယ်။ဒီခွေးတွေဝတ်တည်နေတဲ့အကျန်းဖက်စစ်တပ်တွေက ဘေကနဲ့စပီးလာခဲ့တာလေဘေမှာဆုတ်ဖွဲ့တာလေဆိုလို့ရှိရင်တော့စတန်ဘာလာလာဆက်မှစပီးတော့ငဖေမြော့နေနေရီကန်ဘီဟာစကန်တော့အမတ်900အမြော့စကန်ကိုကင်းမှုနော်အမြော့စကန်ကိုကင်းမှုဆိုတာကမဆက်ခ905မှာဆုတ်ဖွဲ့ပြီးတော့အင်အားတွေဆုတ်ဖွဲ့ပြီးပုတ်တာပါလို့သိရပါတယ်အခုလက်ရှိမှာလေတက်ဘုတ်ကပြင်းထန်နေစေဖြစ်ပါတယ်ဒီလိုမျိုးတက်ပွေးပြင်းထန်တဲ့နေရာကပြင်းထန်ပြီးတော့တခြားနေရာမှာဆိုလို့ရှိရင်တူလိုင်းရေးတက်ဖွဲ့တဲ့ချင်းချင်းမှာပုတ်တက်မှုတွေဖြစ်နေတယ်အာ မငင်ညှို့မှုတွေဖြစ်နေတယ်ဗောနော်။ဒီဟာနဲ့ပတ်သက်ပြီးတော့ CDF အစုချင်းကပြန်ပြန်ကြားရေးတာဝန်ရှိသူတို့ကပြောတာကတော့စာနာသိမ့်တာ၅နှစ်ပြည့်ကာခနှင်းကာလမှာဒိုလန်ရဲတက်ဖွဲ့တွေအချင်းချင်းပွတ်တက်မှုတွေဒိုလန်ရဲတက်ဖွဲ့အချင်းချင်းမငင်ညှို့မှုတွေကြောင်တဲ့အခါမှာပြည်သူတွေအနေနဲ့စစ်ပန်းဆန်ရာထိခိုက်မှုတွေရှိပါတယ်။ဒါကြောင့်ပြည်သူတွေအနေနဲ့ဝေဖန်တက်ခိုက်တာမျိုးမဟုတ်ဘဲနဲ့ထုတ်ပြတာမျိုးဖြစ်အောင်စာနာရှင်ကြားဆောင်မှုဆိုတဲ့ ဆိုတဲ့တကယ်ဦးတည်တဲ့ဒိုလန်ရေးတက်ဖွဲ့ဖြစ်လာအောင်ဒိုလန်ရေးတက်တသားတွေဖြစ်လာအောင်ပေါ့နော်အကြံပြုချက်တွေပေးစေခြင်းပါတယ်ဆိုပြီးတော့ဒိုလန်ရေးတက်ဖွဲ့ဖြစ်တဲ့အယူဖက်ကလည်းတောင်းဆိုလာဖြစ်ပါတယ်ဒါအပြင်အခုချိန်မှာဆိုဟိဒိုလန်ရေးတက်ဖွဲ့တွေကိုကြောရွံစရာဘလို့မဟုတ်ပေနဲ့ဝေဖန်ထောက်ပြရေးတဲ့ပြည်သူတွေလေအများကြီးဖက်ပေါ်လာစေခြင်းပါတယ်အခုချိန်မှာဆိုလို့ရှိရင်တော့အချို့တွေဆိုလို့ရှိရင်ဒိုလိုင်းတက်ဖို့တဲ့ချင်းချင်းမငင်ရဖို့တွေဖြစ်တယ် ဖြစ်တဲ့အထဲမှာဒီတူလိုင်းရဲ့ကျွန်တော်တူလိုင်းတစ်ဖက်ကပြီးသူတွေအဖက်ကပဲပြီးသူတွေကပဲအာဒီဖက်ကသူတခြားဖက်ကတော့သူတို့အာခောက်ခံတဲ့သူတွေဖြစ်တယ်တခြားဖက်ကသူတို့မထောက်ပခံတဲ့သူတွေဖြစ်တယ်ဒီလိုမျိုးဖြစ်နေတဲ့ချိန်မှာအဲ့ဒီပြီးသူတွေအချင်းချင်းကပဲအာတချို့သူတို့မထောက်ခံတဲ့သူတွေကိုစစ်တပ်တွေထက်ကိုအနေနဲ့အထိစစ်တပ်တွေထက်ကိုညံ့တဲ့အထိပြီးသူတွေပူပြီးစစ်တပ်တွေထက်မောင်းလောင်ကိုဝေဖန်ပြောဆိုနေတဲ့သူတွေရှိတယ် ဒီလိုမျိုးကိုမဖြစ်သင့်ဘူးဘာလို့လဲဆိုလို့ရှိရင်ဒေါ်လာရေးတက်ဖွဲ့ကိုချင်းမှာအာမဖြစ်သင့်တာကိုမဖြစ်အောင်အရင်ဦးဆုံးထောက်ပြပါပြောပြပါဒီလိုမျိုးနေတဲ့ပြည်ဟာမျိုးကျွန်တော်တို့အာခုချင်းမှာစစ်တပ်တွေရဲ့ဖျားတွေကိုလည်းခံစားနေရတယ်ချူချူလော်ဘီတွေရဲ့ဖျားခံစားနေအာလော်ဘီတွေရဲ့ဟာတွေကိုလည်းကြောင်နေရတယ်ဒီလိုမျိုးကိုအချင်းချင်းပွတ်တက်မှုတွေချင်းမှာချူပြည်သူတွေကတော့ရာကပြင်ပြီးတော့ကြည့်မိဆိုလို့ရှိရင် အာဒိုလိုင်းဖက်ကမဟုတ်ဘူးလားဆိုရှင်ပြန်ပြီးတော့ဟုတ်ပြန်ရောဒါမှမဟုတ်ရင်ဒီလိုမျိုးကိုအာပြန်ပြီးတော့ပွန်စီဖို့အတွက်ငင်းနှံဖို့အတွက်ပွန်အပြန်ပြီးတော့ညင်ညွတ်ဖို့အတွက်ချင်းချင်းတဲတဲမြို့အောင်မနော်တဲငင်းအောင်လုံးဖို့အတွက်မစင်းစားပေးနဲ့နှစ်ဖွဲ့နဲ့တစ်ဖွဲ့ပူပြီးတော့အမောပွားလောက်ပြောနေတဲ့သူတွေလည်းအများကြီးရှိပါတယ်ဒီလိုမျိုးကိုချောင်ရှားစေချင်တာဖြစ်ပါတယ်နော်ကျွန်တော်တို့ရအမိပါတော့ဆိုတော့ဒီလိုမျိုးကိုဖြစ်အောင်ကျွန်တော်တို့ဒိုလိုင်းတက်တွေ ပူပြီးတော့ကြက်လက်လာအောင်ပူပြီးတော့ခံမလာအောင်ပြီးသူတွေရဲ့အားကိုးထက်တဲ့သူတွေပြီးသူတွေမကြောက်တဲ့အာဒိုလိုင်းတက်တွေဖြစ်လာအောင်ပြီးသူတွေကလည်းဒိုလိုင်းတက်တွေကိုမကြောက်မရွံ့ပဲနဲ့ဒါမှမဟုတ်လေကြောက်ရွံ့မကြောက်ရွံ့ဆိုတာကအာကျွန်တော်တို့နားလေဖို့လို့ပါဒီလိုမျိုးကိုကျွန်တော်တို့ပြီးသူတွေကထောက်ပြရေးတဲ့အမှန်တဲ့အကူမှန်လာအောင်ထုတ်ပြရေးတဲ့ပြီးသူတွေဖြစ်ဖို့လိုအပ်တယ်ဆိုတော့ပြောပြချင်တာဖြစ်ပါတယ်နောက်တစ်ခုကတော့ခုနကကျွန်တော်ပြောတဲ့ပုံမြော့နေမှာအကျန်းဖက်လက်အောက်ခံ အကျန်းဖက်စစ်သားတွေကဒီပြည်သူတွေရဲ့ကျွေးမွေးထားတဲ့ကျက်တွေကိုခိုးဖို့အတွက်စစ်ကြောင်းထိုးလာတဲ့သူတွေရဲ့အကြောင်းတွေကိုဆက်ပြီးတော့ကျွန်တော်တို့ပြောရအောင်ပါ။ဒီဟာကတော့ငပိုးရဲ့အာနေမိမှာဖြစ်ပါတယ်။ကျွန်တော်တို့ဆက်ပြီးတော့သတင်းတွေကိုဖတ်ပြရမယ်။ဒါကပုံမြောက်နေအတွက်စစ်ကြောင်းထိုးလာတဲ့စစ်တပ်မှပြည်သူပန်းနေအင်အတွက် ကျဝံဖန်းဒီစစ်သား၃ဦးကိုအရှင်ဖမ်းမိကလက်နက်ခေရန်များတင်းစီရရှိခဲ့ပါတယ်တဲ့တခြားအသူတွေကတော့မန်းနီမြင့်သောစစ်သား၂ဦးလည်းဒီဇုံးနေပါတယ်လို့သိရပါတယ်။ဒီဟာကတော့မကွေးတန်းကပုံမြော့နေပေါ့နော်။ပုံမြော့နေအတွက်မှရှိတဲ့စစ်ကြောင်းကိုအကျန်းဖက်စစ်တပ်ကပြည်သူပန်တဲ့နေအိမ်တွေအတွက်မှကျက်တွေဝှက်တွေကိုလာဖမ်းဖို့အတွက်စစ်ကြောင်းထူလာတဲ့အကျန်းဖက်စစ်တပ်တွေရဲ့အခြေအနေကိုဖမ်းမိထားတာဖြစ်ပါတယ်။ဒီဟာကအော်တိုဘာလ29ရက်နေ့အတွက်အကျန်းဖက်စစ်တပ်ဤ ကပ္ပစ20နှစ်မှာထွက်လာသောတက်မှတ်69လက်အုပ်ခံကဖြစ်ပါတယ်။ဒရင်တရကို429သစလေတို့ဘူပုံထားတဲ့အင်အား300ကျော်ပါတဲ့စစ်ကြောင်းဖြစ်ပါလေလို့သိရပါတယ်။ပုံမြော့နဲ့ ပြောင်းပန်းမှာရှိတဲ့ဒေါ်လန်ရေးတက်ဖွဲ့ဝင်များထင်းချုပ်ထားသောနေမီများကိုနေမီကိုစတင်စကြောင်းထူးဝင်ရောက်လာခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ဒီကောင်တွေကကျွန်တော်ဒေါ်လန်တက်ဖွဲ့တွေအထင်းချုပ်ထားတဲ့နေရာတွေကိုစကြောင်းထူးလာတဲ့ဒီလိုမျိုးစကြောင်းချုပ်နေတဲ့ခြင်းပါဘေးကမှာရှိနေရွာတွေမျိုးတွေကိုသူတို့တွေကအကျပ်တွေဝဲတွေဝဖန်ဖို့စကြောင်းထူးလာတဲ့သူတွေကိုဒေါ်လန်တက်ဖွဲ့တွေကဝန်ဖန်ခဲ့တာဖြစ်ပါတယ်။ဖမ်းမိခဲ့တာဖြစ်ပါတယ်။သူတို့ဒီဟာနဲ့ပတ်သက်ပြီးတော့ရုတ်တန့်ဖန်တွေလည်းထွက်လာပါတယ်။ ငါပေါ့ main တက်ပက်တွေကိုလာကြည့်ပါဆိုပြီးတော့တော်လိုက်တဲ့ဖုတ်ကခေါ်ပြီးတော့ main နေအားပြောပေးနေလေရွတ်တပ်ဖန်တွေကိုကျွန်တော်တို့ကြည့်ကြည့်အောင်ပါကိုဆိုလို့ရှိရင်တော့ငါပေါ့ထင်းချိုးထားတဲ့ငါပေါ့ရဲ့မနော်ငါပေါ့ရဲ့နေမိပါဆိုလို့ရှိရင်စစ်တပ်တွေစစ်ကြောင်းထုတ်မှုလော့လာတယ် main တော့ main ငါပေါ့ main ရဲ့တက်ပက်တွေဂျပန်ဖို့အတွက်စစ်ကြောင်းထုတ်လာတဲ့သူတွေကိုတော်လိုက်တဲ့ဖုတ်တွေ main ဖမ်းမိထားပါလေလာကြည့်ပါဦးဒီမှာကြည့်ကြည့်အောင်နော် ကဲဒါကတော့ပြည်သူတွေရဲ့ကျက်တဲ့ဝတ်တွေဝမ်းဖမ်းပေါ်ဆိုအကြောင်းပြောရတဲ့ဘာသာတွေပါမင်းအောင်လည်းသာဖြစ်ပါလေ။ညာကတော့သူ့လိုပါလာနေတဲ့လူတွေဖြစ်တယ်။ဆရာပေါ့ကတော့ပေါ့ကတော့ပေါ့ကတော့နမခအတိုင်းမှုတွေတရားတဲ့တာဝန်ရှိတဲ့လူတွေတောင်းဆိုနေတယ်ဒီမှာနော်။လိုအမှလွတ်လိုက်တဲ့စကြောစကြောကြီးလိုက်ဝနေထားနော်။နမခအတိုင်းမှုတွေကယ်ပါအောင်နေတတိပြပါအောင်နေမလုပ်နဲ့။ လာမင်းပေါက်ကိုတော့မင်းကိုယ်တိုင်ဆင်ခဲ့လားပေါက်နေဦးနော်ဟိုမှာပေါက်နေဆင်ခဲ့ရမှာရောကျုပ်မင်းတို့မင်းတို့ရဲ့သားတော်တွေလာပါရဲ့ရောနော်နော်ကြံပန်းနေမဟုတ်သီးလားကျုပ်လာလူသွားတာနော်တိုင်မှုရေးပါရင်မလုံနဲ့နော်မင်းတို့တတ်သည့်ပြခြင်းထပ်လာခဲ့ကဲငါပေါ့ဆိုတဲ့ပုဂ္ဂိုလ်ရောရဲ main တပည့်တွေ main အဘရဲ့ဒါသမိန်တွေကတော့ကိုချင်းမှာပြည်သူတွေရဲ့ ပန်းဆန်ထားတဲ့ကြက်တွေဝဲတွေကိုဖမ်းဖို့အတွက်စစ်ကြောင်းထိုးလာတယ်တော်လိုင်းတဖို့တွေကဖမ်းမိထားပါတယ်မင်းလာရွေးပါအောင်နော်မင်းမလာကြည့်ပါအောင်ရုတ်တံဖမ်းတဲ့တော့ကထောက်ပြထားတယ်မင်းလေးလာပြီးတော့ပြောပြပါအောင်မင်းတို့တို့အတွက်ဟမ်ကြည့်အောင်လူပေးထားတာကနေတာမဟုတ်ဘူးသူတို့ကောင်းရုပ်ထဲကနေအခုချိန်မှာဆိုတော့ဒီဟာကတော့အာသူတို့ထဲမှာဆိုလို့ရှိရင်တော့အုတ်ထုတ်ကလေးထုတ်လေးရှိလေးခုရှိတာပေါ့နော်ဒီထဲမှာဆိုလို့ရှိရင်တော့နရောက်ကတော့အမမသာပေါ်သွားတဲ့သူတွေဖြစ်ပါတယ်။တောင်းရ သုံးခုကတော့သူတို့ဟာဖြစ်ပါတယ်ဗျာနော်သူတို့နေရောက်ကတော့မတာပို့သွားပါတယ်တောင်းရောက်ကတော့ကျွန်တော်လေးထိတ်ကိုကောကောမွန်နဲ့ရောက်လာကြပါတယ်လေးနေ KN တွေကိုလည်းအပြည့်အစုံပါလာကြပါတယ်ပြောပြရခြင်းပါတယ်မင်းတပည့်တွေကိုလည်းလာကြည့်ပါအောင်နော်ပြည်သူတွေရဲ့ဒိဋ္ဌံတွေကိုလာပြီးတော့ချက်ချက်ချားဖို့အတွက်ဖန်ဆီးဖို့အတွက်လာနေတဲ့ဒီမှာစစ်ကြောင်းတူနေတဲ့သူတွေကိုဖမ်းမိထားတာဖြစ်ပါတယ်ဆိုတော့ဒါကတော့ငါပုံကိုသိစေချင်တာဖြစ်ပါတယ်နောက်တစ်ခုသတင်းကတော့ကျွန်တော်ပြန်ပြီးတော့ကြည့်အောင်ပါမြဝတီဖက်ကလိုလိုင်းတက်ဖို့တွေက ကိုကြည့်မှာစက်ကောင်တစ်ပွင့်လေးကိုဘလူးရယ်စိုးလိုက်လဲဆိုလို့ရှိတော့အတောင်းရုံးတေအောင်ကိုစိုးလိုက်ပါလေအခုဟိုတနေ့မနေ့ကပေါ့နော်နိုဝင်ဘာလ၂ရက်နေ့ကတွန်လိုက်တစ်ပွင့်လေးကစိုးထက်လိုက်တာကိုကရက်အာလေးရေကိုဖိမှာဆိုလို့ရှိရင်တော့စက်ကောင်စစ်ဖွင့်အတွဲတောင်းတောင်းကိုလေးနေကြပါလေဆိုတော့တွန်လိုက်တစ်ပွင့်လေးကသူ့ရဲ့အလောင်းတွေကိုပြင်ပြီးတော့တင်းပေးနေရတဲ့အချိန်မျိုးတွေ့ ခုချိန်မှာဆိုလို့စစ်ကောင်စီတဖွဲ့တွေကသူတို့ရဲ့အလောင်းတွေကိုပြင်ပြီးတော့မကုတ်နိုင်ပေးနဲ့ထွက်ပြေးနေရတဲ့အခြေအနေမျိုးခုဆိုလို့ရှိရင်လေလူလိုင်းတဖွဲ့တွေရဲ့တက်ခတ်မှုကြောင့်စစ်ကောင်တဖွဲ့တွေမန်ကွန်းထဲမှာပြင်းပြနေပြလို့သတင်းတွေကြားသိရပါတယ်။သတင်းပြည်ဆောင်ကိုကျွန်တော်ဖတ်ပြရမယ်။ဘရင်ပြည်နယ်ကမြို့ဝတီမြို့နယ်နေကေကိုမြို့တည်တော်ဝန်ရောက်လာတော့အကျန်းဖက်စစ်တပ်စကြောင်းကိုတော်လိုင်းတမျှကဝန်ဝန်ပိတ်ဆို့တက်ခတ်ခဲ့မှုမှာစစ်တပ်ဖက်မှအထင်နာပြီးပြင်းပြနေပါလို့သတင်းတွေကြားသိရပါတယ်။ဒါကတော့စတန်ဘောလာ21ရက်နေ့မှာစ၍ယနေ့အချိန်ထိကိုနေကေကိုမြို့တည် က်သောအကျန်းဖက်စစ်တပ်နဲ့ BJF ကပူးပေါင်းပြီးတော့စစ်ကြောင်းတောင်းကြောင်းဖြန့်ဝန်ရောက်လာခဲ့ရမှာရသက်ကိုကျော်ဝါဘိုတောင်ပေါ်တို့ရောက်ရှိလာတော့ကြောင့်ခုချိန်မှာအကျန်းဖက်စစ်တပ်စစ်ကြောင်းမှာမန်းကွန်းအတွက်မှာကြွံဝန်သွားပြီးတော့တော်လည်းပူပုံတက်ဖို့ဝင်များဤပဲဆော့တက်ခတ်မှုကြောင့်စစ်သားအများပြားကိုဒေဆောင်ကရော့အလောင်းများစွာကိုကြမ်းရှင်းနေကြောင်းသိရှိရပါတယ်စစ်သားတွေကသူတို့အလောင်းတွေကိုမဖို့မပဒေသွားနိုင်လို့အခုချိန်မှာ အာသူတို့တွေကလောင်းတွေကိုမှထားခဲ့ရတဲ့အခြေအနေမျိုးဖြစ်ပါတယ်။ဆိုဒီထဲမှာဆိုလို့ရှိရင်တော့ပေးမိနေတဲ့အကြမ်းဖက်စစ်ကြောင်းကိုကဲထုတ်နိုင်ရန်လေကြောင်းဒရွန်အာရင်းမြပြန်တိုက်ခတ်နေတိုးလေစစ်တပ်ဖက်မှစစ်ကြောင်းမှာဆက်လက်ပေးမိနေပြီးတော့ပြန်ဆုတ်မဖြစ်ပြန်ဆုတ်မရဖြစ်နေပါတယ်ဟုဆိုပါတယ်တဲ့ဆုတ်လို့လည်းမရဘူးပြန်ပြီးတော့တက်လို့လည်းမရဘူးဒီကောင်တွေလန်ကလေးပုံမှာအကူအညီမှာဆိုလို့ရှိရင်တော့တူလိုင်းတက်ဖို့တွေကြာမှာပေးမိနေပြီးတော့ စားဝယ်စားစရာလေးမရှိဘာလဲမရှိဘဲနဲ့အခုချိန်မှာငတ်ပြတ်ပြီးနေနေရတယ်ဆိုတာကိုကျွန်တော်သိရတာဖြစ်ပါတယ်အခုချိန်မှာဆိုလို့ရှိရင်ဒိုလိုင်းတပုတ်တွေကလိဂီကိုဖြစ်မှာဆိုလို့ရှိရင်စစ်တပ်တွေစစ်ကြောင်းကိုစစ်တပ်စစ်ကြောင်းကိုတက်ခတ်မှုမှာဘယ်လောက်ထိနင့်နာစစ်တပ်တွေကဆောင်းရှောင်းခဲ့လဲဆောင်းရှင်းမှုရှိလဲဆိုတာကိုတော့အများကြီးပြောစရာမရှိဘူးမနေ့ကဆိုလို့ရှိရင်အာခေတ်သစ်မီဒီယာကဖော်ပြတဲ့အထက်မှာရုတ်တံဖန်တွေထွက်လာတဲ့စစ်တပ်တွေဖြစ်မှာတည်ဆောင်းနေတာကတော်လေးကုန်များတယ်ပြီးရင်အာသူတို့အလောင်းတွေကိုပါမ ဒေထုတ်နေတဲ့ဟာကအလောင်းတွေကဈေးထက်သစေလုံးထက်အထက်ကိုရှိပါတယ်နော်ဒီလိုမျိုးကိုဒိုလိုင်းတက်ဖို့တွေကစုံထစ်လာဖြစ်ပါတယ်ဆိုတော့ဒီဟာဒီတက်ဖို့ထိမှာဒိုလိုင်းတက်ဖို့တွေကလင်းနေကင်းရံတွေအခုလေးကိုဖိတ်မှာတက်ကင်းရံတွေဒိုလိုင်းတက်ဖို့တွေဂလူတွေရခဲ့လေဆိုတော့ကိုကျွန်တော်လည်းဒိုလိုင်းကရင်ဒိုလိုင်းတက်ဖို့တွေစီကနေယူသက်ဖက်တစ်ခုကိုကျွန်တော်ကြည့်ကြည့်ရအောင်နော်ကဲမင်းအောင်လည်းဘယ်လိုလုပ်ပေးလဲပို့ပြမှားတာကြာပြီ ဒီရမှာတော့ပါဆရာကကုမလာဖို့လက်ခံရစီကြောင်လက်မှတ်ထိုးလိုက်မယ်အာတမန်နေနေတမန်နေလက်ခံရစီကြောင်လက်ခံရစီနေပါပြီဟုတ်ကဲ့ဟမ်ပြန်ဟိုမှဖတ်ကြည့်ကဘလောက်ကညီပဲနိုင်မယ်နည်းနည်းပုံမှန်မယ်ရှင်ဘာတော့တင်လာရှင်းငါတော့ပါဘာလို့ပို့ပို့ငါတော့ဒီမှာရတဲ့တာလို့မတင်နိုင်ဘူးဒီကတည်းကဒီနေရာကများလို့ ။ဘူကြီးကတနက်ပါကြံခဲ့ဘလိုလုပ်။တနက်ကတော့မင်းပြီးပြီးပြီးတာရှိနေဒီကောင်။မိုက်ချရတဲ့ဟာဒီက။ဒီကတော့ရေးခေါ်ပြ။ကျေးဇူးတင်ပါတယ်ပြည်ပြည်ကိုပြီးတယ်။အမှချစ်ထားလို့ဆားကြည့်လို့ပြီးရတယ်ဟမ်။ဟုတ်တော့ပါဘူး။ဒီကောင်ကြောင်းမှာစောက်ဟမ်။ဒီကောင်ကဒီကနေ့ရှိနေကြည့်။ဒီဝါမင်းရဲ့ဆက်နဲ့မိသားစုကဒီအရမမတွေဖြစ်ပါတယ်။ဘုရားမင်းအောင်လည်းလူပေးထားတဲ့မမတွေဖြစ်ပါတယ်။အင်းဒီအရတော့ငကန်းကြီးတွေဖြစ်ပါတယ်။ เนาะတော်မြောင်းနဲ့လာပို့ထားတဲ့နှခမ်းလေးတွေရောက်ပါပြီလို့เนาะဘောမတယ်ဘောဘက်ကကြီးဘောမအေးကြလေးကြည့်ထားမိတော့ပါလာရိတ်တာကြော်ရရိတ်တာကြော်ရနှခမ်းလေးတွေမမတွေရောက်နေပြီလို့တယ်လီဖုန်းဆိုရဆိုရတယ်လီဖုန်းဒီနေ့ချောချလလေးတယ်လီဖုန်းလေးဒီတွင်နိုင်လူမီနာမေအပြေဟောတဲ့ကွယ် Call you are a cuz I expect you to let you know သူနေနေဖြစ်ဖို့တစ်ဆူစီပါတယ်ကဲဆိုတော့ဒါကတော့ဘာရင်မင်း online ကဟောင်းပြောနေပါတယ်ဟောင်းပြောနေတာကကျွန်တော်တို့ online ဖက်ကနဲ့အာဒီပစ္စည်းကိုမင်းပို့ထားတဲ့အာပစ္စည်းတွေကိုအခုအလူတွေကိုရောက်နေပါပြီလို့နော်ဆိုတော့အခုချိန်မှာတော့လူကတော့လက်ခတ်ဩပြောပြီဆိုပြီးတော့ပြောနေတဲ့ချိန်မှာလက်ခတ်နေပါလို့ဆိုတော့ကျွန်တော်တို့လက်ခတ်တဲ့အချိန်တွေကိုပြောပြတာဖြစ်ပါတယ်ဆိုတော့ဒါကတော့တခု နောက်မှာသတင်းထုတ်တခုကိုပြပြပြောပြမယ်။ဒါကတော့စကန်တန်းစကန်မြို့နယ်စားတောင်မြို့သို့စစ်ကြောင်းထိုးလာသောစစ်တပ်ကိုကြားဖြတ်တိုက်ခိုက်ရာမှာစစ်သား5ဦးသေဆုံးပြီးတနက်တလင်းနဲ့စစ်သုံးဆောင်များဒင်းစီရရှိခဲ့ကြောင်းစားတောင်မိုးကျိုးပြည်သူ့ကကိုယ်ရေးတပ်ဖွဲ့မှတာဝန်ရှိသူတို့ကပြောဆိုပါတယ်။ရာကဘေကနဲ့လာနေကြလဲဆိုလို့ရှိရင်ဘေနဲ့ဘေနဲ့ကလာလဲဆိုလို့ရှိရင်တော့အော်တိုဘားလာ31ရက်နေ့မိုးလွေနနာရီခတ်အချိန်ကစားတောင်မြို့ဝမ်းကျင်မှာရှိတဲ့ဂျေးဝမြတ်တို့ စစ်ကြောင်းထိုးရန်ထွက်လာသော160ခန့်ပါတဲ့စစ်တပ်စစ်ကြောင်းကိုစကန်းခရံဂုကေရီဤလမ်းညိုချက်ပြန်စားတော်မိုးချိုးပြည်သူကကိုရဲတပ်ဖွဲ့ကကြားဖြတ်တိုက်ခတ်ခဲ့ကြောင်းထို့သောထိတွေ့တပ်ပွဲအတွင်းမှာဖြစ်ပွဲဖြစ်ပွားမှုကနနာရီခတ်ကြခဲ့ပြီးတော့အကြမ်းဖက်စစ်တပ်ဖက်မှ၅ဦးသေဆုံးပြီးတော့၄ဦးထိခတ်ဒဏ်ရာရှိခဲ့ကြောင်းဒီထဲမှာစစ်တပ်ဖက်မှ MP1 လက်နက်တလဲနဲ့60မမဘုံးနှလုံး ေကာ၃ခုနဲ့ဆက်ဆက်ပစ္စည်းများကိုဒင်းစီရရှိကတော်လန်ရေးရေးဖို့မြအထူးခံမရှိပေနဲ့ပြန်လေဆော့ပွားနိုင်ခဲ့ကြောင်းသတင်းရင်းမြစ်တွေစီကသိရှိရပါဒီကတော့စစ်ခွေးတွေကစားတောင်အနောက်ဖက်ကိုဂျေးယွာတွေကိုစစ်ကြောင်းထူဖို့အတွက်ထွက်လာကြတာလို့သိရပါတယ်ဆိုဒီကတော့တော်လန်တဖို့တွေကစိုးထဲလိုက်လို့အခုချိန်မှာဆိုလို့ရှိရင်တော့အာငါးကောင်ကတော့ကန်းသွားပါတယ်အာဘောကကူးသွားတယ်ပေါ့နော်ဆိုတော့ဈေးဥကတော့တော်တော်လေးတော့ပြန်ရရရှိခဲ့ပါတယ်လို့သိရပါတယ်ဒါကတော့အာ rain to အနေနဲ့စကန်တန်းကတိုက်ပွဲသတင်းကိုတင်ဆက်ပေးတာဖြစ်ပါတယ်။ not the rain တခုကိုချစ်ပြီးတော့တင်ဆက်ပေးချင်ပါတယ်။နောက်ထပ်တင်ဆက်ပေးချင်တဲ့သတင်းကတာဂီတာမျိုးနဲ့ရေစကန်ကိုဖောက်ခွေတက်ခတ်မှုရေတောင်းအိုထိခတ်တန်းရရှိပြီးတော့တဦးကတော့စိုးရင်ရပါတယ်။တရားကတော့ရန်ကုန်တန်းကသတင်းဖြစ်ပါတယ်။ရန်ကုန်တန်းကတာဂီတာမျိုးနေပါဆိုလို့ရှိရင်ဒိုလိုင်းတဖို့တွေကစုံလဲလို့ရေးတွေကတောင်းကောင်ကတော့ချစ်ကတဲ့ရရှိခဲ့တဲ့တိုက်ပွဲပြင်းထန်အားအားဒီဖုတ်ခွေမှုကတော်တော်လေးကိုပြင်းထန်လို့သိရပါဗျ။ဒီကကနိုဝင်ဘာလ၁ရက်နေ့ညစေနာရီ 30မိနစ်ခန့်တွင်လာဂီတာမျိုးနေမှာရှိတဲ့ရေစခန်းကိုဒူလိုက်တဖို့တွေကလေဘီဘွန်အာလက်လောက်ပုံပေါ့နော်လက်ဘီဘွန်ညာပြန်လူလိုင်းရေးပုံများကဖောက်ခွေတက်ခတ်ခဲ့ကြောင်းသိရှိရပါတယ်ဒီတက်ခတ်မှုမှာတော့ရေးသုံးဦးကတော့တည်းရရှိခဲ့ပါတယ်တဦးကတော့ပြင်းထန်ကုန်တဲ့ရရှိတာကြောင့်ပေါ်ကွဲမှုဖြစ်ပွားပြီးတော့ခုချိန်မှာဆိုရင်ဂျက်ဖက်စစ်တပ်ဖက်ကလည်းရန်တန်ပြစ်ခတ်မှုများကိုလုံးဆောင်ခဲ့တော့လေလူလိုင်း ရေးပုံများကအထိခတ်မရှိဘဲနဲ့ပြန်လဲဆော့ခ်ဝဲနိုင်ခဲ့ကြောင်းသိရှိရပါတယ်။ဒီလိုဒီဟာကတော့တက်ခတ်ဒီတက်ခတ်မှုမှာဆိုလို့ရှိရင်တောင်းပန်ကတော့ထိခတ်မှုကြီးခဲ့တယ်။တယောက်ကတော့ပြင်းထန်လို့ညာစစ်တနာကြီးကျော်လုံးပါပဲ။ဆေးရုံကရေးစခန်းဝန်ထေးအားရေးစခန်းထေးကိုဝန်သွားတာတော့တွေးရပါတယ်လို့ဒီတပီသူမြတ်ကပြောဆိုပါတယ်နော်။ညာကတော့တက်ပွေးတွဲမှာဆိုလို့ရှိရင်တော့ဒေါ်လိုင်းတစ်ဖက်တွေကထိခတ်မှုရှိဘူး။ဒီထက်မှာဆိုလို့ရှိရင်ပေါကွေးမှုတွေကိုလည်းရုတ်တပန်ထွက်လာပါတယ်။တော်တော်လေးကိုပြင်းထန်ပါတယ်။ညာက ဆိုတော့ပြောချင်တာကခိုးချင်မှာဆိုလို့ရှိရင်တော့တဲ့ဘွေအတွက်အာမြော့သေးတိကိုစိုးနေကြပြီဆိုတော့နောက်တစ်ခုကျွန်တော်တို့ဒီထဲမှာနေပြောချင်တာကတော့အခုဆိုလို့ရှိရင်တော့အာတက်ပွေးတက်ပွေးကတော်တော်လေးကိုပြင်းထန်နေတဲ့ပြကြောင့်မလို့အခုဆိုလို့ရှိရင်စစ်တက်ပွေးအာတက်ပွေးပြင်းထန်တာတဲ့ဟိုလိုမျိုးမြုပ်ပေါ်ထိကိုတက်ပွေးကပုံနေတဲ့တွေးကြောင့်မလို့ ဒီစစ်တပ်တွေထဲကတော်တော်လေးကိုကြောချီးပန်းမှုဖြစ်လာပါတယ်လူတွေဖြစ်လာလဲဆိုလို့ရှိရင်တော့ကျွန်တော်တရင်တစ်ခုကိုဖတ်ပြရမယ်ဒီတရင်ကတော့အကျန်းဖက်စစ်တပ်ဤတန်းစစ်ဌာနချုပ်ဘုံကထင်မြားလစ်လေရတွင်တဲ့အကျန်းဖက်စစ်တပ်ကဒရောင်းဖြန့်ဘုံကြီးခံရမှာကို ဆိုရင်ရွယ်ရောင်းကြံပါများကိုကားပေါ်တင်ရွယ်လစ်လေနေပါလေလို့တရင်တွေကြားသိရပါဒါကတော့နွမ်ဘာလနေ့နဲ့မှာဘုံကထင်မြားကိုလစ်လေရတွင်ဒရောင်းဖြန့်နော်ဘုံကြီးခံရမှာကိုဆိုရင်ဒါကြောင့်ဘလိုမျိုးကြံပါတွေကိုကားပေါ်တင်ပြီးတော့ လက်နေနေကြတည်ရပါတယ်ခုလိုမျိုးဂျမ်းဖက်စစ်တပ်ကကြောက်ချီမှန်းပြီးတော့ဂျမ်းပါတွေနဲ့သွန်းနေတဲ့ချိန်မှာတချို့ဘောမာတွေတချို့အာသူတွေဆိုလို့ရှိရင်စစ်တပ်တွေဆိုပြီးတော့ရုပ်ကပွေကြီးပနိုင်ဖို့တွေဆိုပြီးတော့အသေးတန်ကိုလောရှာနေကြပါတချို့တွေဆိုလို့ရှိရင်တော့ဒီသူတွေကိုဝရမန်တက်နေတာမျိုးကိုလည်းလုပ်နေကြပါစစ်တပ်တွေလုပ်ပေးတာမျိုးကိုလုပ်နေကြပါဆိုတော့ဒီထဲမှာပါနေလား ဒါမှမဟုတ်ကျွန်တော်တို့ဒီကောင်ကဘာပြောချင်တာလဲဆိုတော့ဘောလို့ဒီဗီဒီယိုကိုအာကြည့်ပြီးတဲ့အာကြည့်ပြီးပြီဆိုလို့ရှိရင်နားလည်ပါဆိုတော့ဒီထက်မှာကြည့်စင်ခြင်းတဲ့ဗီဒီယိုပါတစ်ခုရှိပါတယ်။ဘာလဲဆိုလို့ရှိရင်တော့ဒီကောင်ကဘယ်သူလဲတော့ဒီကျောင်းမမေကိုသူ့နာမည်နဲ့သူကတော့ပြောရတယ်ပေါ့နော်ဆိုဗီဒီယိုကိုရိုက်ကူးပြီးစီးသွားပါပြီခင်ဗျာ။စပီးကြောင်းမယ်နော်။ တိုင်းမမဘလို့လဲအချောင်းအချောင်းဒီနိုင်ငံကိုကျွန်တော်အယမ်းဖြစ်တယ်ဒီနိုင်ငံမှာဘာဖြစ်နေလဲဘသူကဘာတွေလဲဘသူကဘာစကားတွေပြောနေတာလဲဆိုတော့ကျွန်တော် J Fire စဉ်းစားနားလည်တတ်ပါတယ်ပြီးတော့ဒီဖြစ်ဒီခါလို့ဒီလိုပြက်ကက်ကာလဒီနောက်ရှုပ်ထွေးနေတဲ့နိုင်ငံရေးမှာကိုကအမှုပညာသမားတယောက်နေနဲ့ကိုမိဘကိုမိတ်ဆွေပေါင်းနေတွေကိုဘလို့ဆက်ပြီးစောင့်ရှောက်ရမလဲဆိုတာကိုလည်းညံနဲ့စဉ်းစားတတ်ပါတယ် Okay မိမိကိုမထိခိုက်အောင်နေပါအဲ့ဒါမှပဲမိမိမိဘကိုမထိခိုက်အောင်လှုပ်ကျွေးနိုင်ပါလိမ့်မယ်မိမိပတ်ဝန်းကျင်ကိုမထိခိုက်အောင်လှုပ်ကျွေးနိုင်ပါလိမ့်မယ်နောက်ဆုံးမှမိမိနိုင်ငံကိုပြောင်းလဲနိုင်ပါလိမ့်မယ်အရင်ဆုံးကိုယ့်ကိုယ်ကိုမထိခိုက်အောင်ဆောင်ရှောက်ပါ okay တကယ်ထပ်ပြီးအားရမန်နေနဲ့ကြုံစားပြီးတော့ကြုံအောင်ပါနော်ဆက်လက်ဆောင်ကြည့်ဖို့ဆင်နေမယ်မလား အခုထွက်ခဲ့တဲ့ချင်းလေကောင်လားဘွားမှာစာလုံးရေးစာပဲရှိနေတယ်နောက်ထပ်အမိုက်စာ music video တွေဆက်ပြီးတော့ဖန်ပြီးဖို့ကြံပါလေးတယ်ချစ်တော်ပရိသတ်ရောက်ချင်းစီရောက်ချင်းစီတိုင်းကိုမနဲ့ဖျားရှိခိုးပြီးတိုင်းမေတ္တာပို့သားနေပါလေကဲဆိုတော့ဒါကတော့ဘေတုံးကဟာလေးတော့နေရအတီးကြတော့မကြည့်ဘူးဒါမှမဟုတ်လည်းခုတလောဖြစ်ပုံများတယ်ဘာလို့လဲဆိုတော့ရှင်အခုချိန်မှာပြောသွားတာကလမ်းပေါ်မှာအားချောင်းနေတာကိုလည်းတွေ့နေရပါတယ်ဆိုပြီးတော့ပြောသွားတာဖြစ်ပါတယ်ဆိုတော့ အခုချိန်မှာဆိုလို့ရှိရင်တော့စစ်တပ်အတွက်ဝါရဖြန့်ရုပ်တရုပ်ဆောင်တဲ့သူတွေကိုပြည်သူတွေကဝန်ဖန်ပြောဆိုပြစ်ဒဏ်ပေးတာမျိုးဒီလိုမျိုးကိုလုပ်နေတဲ့ချိန်မှာဒီလိုမျိုးစကားတွေပြောလာတာကကျွန်တော်ပြည်သူအနေနဲ့စဉ်းစားစရာအများကြီးရှိလာပါတယ်ဒီထက်မှာဒီကောင်းကိုကျွန်တော်ပြည်သူတွေကလူမှုရေးပြစ်ဒဏ်ကိုပေးသင့်ပါတယ်ဘာလို့ပေးသင့်တယ်လို့ပြောလာဆိုရှင်သူကအခုချိန်မှာပြောတော့ပါတယ်ကျွန်တော်ရဲ့အကုကူကိုမင်းမထိခက်အောင်နေပါ ြီးရင်ကုမိဘတွေကိုယ့်ရဲ့အာတငယ်ချင်းနဲ့ပေါင်းဖို့ကိုယ့်ရင်ကိုယ်တွေကိုအာမထိထက်မထိခံအောင်ကာကွယ်ပါဆိုပြီးပြောလာပါတယ်ဆိုတော့ခုချင်းမှာပြီးသူတွေကသင်းမိကိုကိုမထိခံအောင်နေလို့မရဘူးဘာလို့လဲဆိုလို့ရှိရင်စစ်တပ်ကထင်းချုံအောင်မှာနေတယ်ဆိုလို့ရှိရင်စစ်တပ်ရဲ့ဖမ်းဆီးမှုတွေခံရမယ်မခံရဘူးဆိုရင်စစ်မှုလူငယ်တွေဆိုတော့သူ့ရဲ့အွေကလူငယ်တွေအွေပဲဒီသူလူငယ်တွေကစစ်မှုထမ်းဖို့ခံရမှာ ဆိုဒီကကာကူလို့မရဘူးကိုမမေကိုကာကူလို့မရဘူးသူတို့ကတော့ဘလူကာကူကြလဲဆိုတော့ဆိုလို့ရှိရင်သူတို့ကစစ်တပ်အတွက်အာကြက်တာစစ်တပ်အတွက်ကြက်တာကိုလုပ်ပေးတယ်စစ်မှုမထိုင်ပြီးတော့တခြားဟာတွေအကောင်လုံးဖားရပြီးတော့လုပ်နေကြစစ်တပ်ကိုဖားနေကြပါလေလူမျိုးကိုလုပ်လို့ရတဲ့ချိန်မှာပြည်သူတွေဒီလူမျိုးကိုမဟောက်မမှန်တဲ့ကိုဝါရမန်တို့ကိုဒွန်းနေပါလေဒွန်းနေပါဆိုတာကအခုချိန်မှာဒီလူမျိုးကိုပြောပြီးတော့အေးစင်းနေတဲ့ချိန်ပြည်သူအေးစင်းနေတဲ့ချိန်မှာစစ်တပ်ကအာဝါရစစ်တပ်ကဖမ်းဆီးပါလေ စစ်မှုထမ်းခိုင်းပါလေဆိုတော့ဒီလိုမျိုးချင်းတွေကိုလောက်လာပါပြောစကားတွေကလည်းခဲရန်တွေကျွန်တော်ပြည်သူတွေကိုဒိဆုပ်ကားတယ်မဟုတ်ပဲမဲ့လေဒီတိမမှာပါမဲ့လေအာနာမည်တက်ပြီးပြောတာမဟုတ်ပဲလေဒီတိမှာပြောသွားတာကစကလုံးတန်းကကျွန်တော်ပြည်သူတွေကိုထိခတ်စေပါเนาะအကောင်လုံးကိုအာသူကဗာပြောချင်လဲဆိုတာကိုလေအကောင်လုံးရှင်းစေပါလေဆိုတော့ဒီတိမှာအများကြီးပြောစရာလည်းမဟုတ်မျက်ရှိဘူးเนาะပြောရင်လေဒီကောင်ကအခုချိန်မှာအာလိုပြောမလဲ ဖင်ရပြီးလာအားချောင်းတယ်လို့ဖြစ်နေတယ်။သူတို့ပြောချင်တာအခုချိန်မှာကျွန်တော်ပြည်သူအနေနဲ့ဒီကောင်းကိုလူမျိုးပြည်တန်လို့ပြောရအောင်နော်။ဆိုပြီးသူအာသူ့ကိုဆုတ်ခွေမဆိုင်စေချင်ဘူးနော်။ဆုတ်ခွေမဆိုင်အဖတ်မလို့စေချင်ဘူးပေါ့နော်။တချို့ဆိုလို့ရှိရင်ဒီလိုမျိုးနေပါအာကြိုကြရတဲ့သူတို့ပြည်သူတွေကဆက်ပြီးတော့ကတ်ပြီးတာမျိုးပြောပြတာမျိုးကိုရှိနေတယ်။ဒီလိုမျိုးကိုမဖြစ်စေချင်ဘူး။ဒီကောင်းကိုဆက်ကိုမလို့စေချင်တာဆိုတော့ကိုအာပြောပြရစေချင်ပါလေ။ဆိုတော့ အာပြောပြောချင်တာကအခုချိန်မှာဒီလိုမျိုးကိုအဆုံးတက်ပြီးတော့တက်လာနေကြတယ်ဘောမလိုလိုဘာလိုလိုနဲ့တက်လာနေကြပြီးသူတွေကိုစုပ်ကိုမဆက်တယ်လို့လာပြီးတော့တက်လာနေကြတယ်အခုချိန်မှာဘောနော်ဆိုတော့အခုချိန်ဆိုလို့ရှိရင်စစ်တက်တဲ့သူတို့ရဲ့ဘာတွေမင်းအွန်လိုင်းပြီးတော့အကအစဘောနော်စစ်တက်တဲ့အကောင်လုံးကသူတို့ကြောင်းနေလို့ဂျမ်ဘာတွေနဲ့တကောက်ကောက်သွားနေရတဲ့အချိန်မျိုးမှာဒီလိုမျိုးကိုဆုံးတက်လာတာကကျွန်တော်တို့တော်လိုင်းရေးတက်ဖို့တဲ့အနေနဲ့ရောပြီးသူတွေအနေနဲ့ရောပြီးသူတွေပေးတဲ့ပြစ်ဒဏ်ကိုပေးအာကျွန်တော်တို့ ခံယူသူတို့ခံယူဖို့တင်နေပြီကျွန်တော်တော်လိုင်းတက်ဖို့တွေကလုတ်ပေးဖို့တင်နေပြီသူတွေရဲ့ပေးတံကိုပြစ်တံကိုအတော်လိုင်းတက်ဖို့တွေကဒီကောင်တွေကိုလုတ်ပေးဖို့တင်နေပြီဆိုတော့ကျွန်တော်တို့မင်းရတာဖြစ်ပါတယ်ဒီဟာကတော့တစ်ခုအနေနဲ့တင်ဆက်ပေးခြင်းဖြစ်ပါတယ်အဲ့နောက်မှာနောက်တစ်ခုကတော့ကျွန်တော်တင်ဆက်ပေးခြင်းကနောက်မှာစင်မကောင်းစိတ်ရတော်လိုင်းတစ်ခုဖြစ်ပါတယ်ဒါကတော့ဗာလဲဆိုရှင်တော့အခုတဆုံတန်ဘို့နော်တဆုံတန်မင်းပုံဗာလဲကျွန်တော်ပြောတာကိုဒီဟာကအခုရှမ်းတောင်မှာဗောနော်ရှမ်းတောင်တောင်ကြီးမြို့မှာကျင်းပနေတဲ့တဆုံတန် မင်းပေါ်အာပြန်ပွေးပေါ့နော်ပြန်ပြန်ပွေးမှာဆိုလို့ရှိရင်တော့ဒေါ်လေးစမ်းမကောင်းစရာကြားရပါတယ်။ဘာလဲဆိုတော့ကြက်ဖွဲ့ပါတီကလွတ်လပ်တဲ့မင်းပေါင်းဆိုလို့ရှိရင်တော့ညာကမိုးရွာတဲ့ချင်းချင်းအာမိုးရွာနဲ့တူပြီးတော့ကျွန်တော်တို့အာမင်းပေါင်းကပြတ်ကျလာပါမင်းချင်းပေါင်းပြတ်ကျလာတော့ပြည်သူတွေကအဲ့ဒီမင်းပေါင်းပြတ်ကျမှာကိုစိုးရင်လို့ရှောင်နေတဲ့ပြင်းနေတဲ့ချင်းမှာအကောင်လုံးကတင်းနေဒီလိုမျိုးကိုပြင်းနေတဲ့ချင်းမှာဒေါ်လေးကိုလူကကျက်နေပြီးတော့မင်းကလေးတယောက်ကဒေသွားပါတယ်ဒီဆုံးတော့ပါတယ် တခြားနယောက်တွေတော့ကြဲရပါတယောက်ကတော့အသေးရှိမသိရဘူးတချို့တွေဆိုရှင်တော့ yang lang ga long ko bi sia ma shi lo de yo ne de yo a paw ma tip ni bi lo tu bi ni ja so lo de gle ngi rue yo pi yin a tip bi lo pu ni de tu lo a ye ma shi de tu le so lo shin le a a nin khan ya ba de lo myo ko phit ni de le twi chaung lo a tait si u jet da le ko le phit ni ba le lo tanin de ja ti ya ba le so dia ga ko chin ma de chu le so lo shin do man adin မနေ့ကောင်မနေ့ကဆိုရှင်နေ့သက်တာတူလေးရှိတယ်ဒီလိုဆိုရှင်တော့အခုချိန်ထိကိုလိလစ်နေပြီးတော့မတိရအခုချိန်ထိမတိရသေးတဲ့အချိန်မျိုးကိုပဲပေါ့လေကြားနေရဒီလိုမျိုးကိုဖြစ်နေတာဆိုတော့ကိုတော့သိစေချင်တာဒါတရင်းလိုကိုတိရဒီမျိုးပြောပြချင်ပါဒါကတော့ရှန်တောင်ကပေါ့နော်ရှန်တောင်ကဒေါ်ကြီးမျိုးမှာဖြစ်နေတဲ့အကြောင်းလေးဖြစ်ပါဒီဟာကကျွတ်ဖပါတီကလွတ်တင်လက်တဲ့မင်းပေါင်းကခုလိုမျိုးအာမိုးရွာတာနဲ့ပြက်ကျလာတာဖြစ်ပါတယ်မိုးရွာတဲ့တူပြီးရွတ်တရက်မိုးရွာလာတာကြောင့် ပြန်ပြီးတော့ပြည့်ကျက်လာတော့ကုကြည်လိုမျိုးဖြစ်လာတော့လို့သိရပါတယ်။ဒါကတော့အာဒီနေ့သတင်းရရှိထားတဲ့သတင်းတွေကိုတက်နေတယ်လို့ပေါ့နော်ကျွန်တော်တင်ဆက်ပေးတာဖြစ်ပါတယ်။ဆိုတော့ဒီဟာကတော့အာကျွန်တော်သတင်းထုတ်တွေလည်းမြဲတင်ဆက်ပေးနေတယ်ပေးနေဖို့ကြိုးစားနေပါတယ်။ဆိုတော့ညာကသတင်း တောင်းတွေထည့်ဆိုတဲ့တရင်စုတစ်ခုကိုတင်ဆက်ပေးရခြင်းဖြစ်တဲ့အတွက်ကြောင့်မလို့လေအာပြီးသူအနေနဲ့ဒီသင်တဲ့ဟာကိုတင်ဆက်ပေးရခြင်းဖြစ်ပါတယ်ဆိုတော့ဒီနေ့ဗီဒီယိုကဒီလောက်ပဲကျွန်တော်ဗီဒီယိုလေးကိုအမေရန်ကြည့်ရှုအားပေးနေကြတော်လည်းပြည်သူများအားလုံးကိုလည်းကိုယ်ကြမှာချင်ဆက်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေ